အထက်ကလူတွေအသက်ရှင်နေသေးတယ်။အော်နေသေးတယ်။ကျွန်မဟိုဆယ်ခွဲ17လောက်ကကျွန်မအပြင်ထွက်သွားဒီနေ့လည်းအဲ့ဖြစ်မဲ့နေ့မှာကျွန်တော်တို့ချက်အောင်လုပ်ပြီးပြီ။တော်တော့ကျွန်မနောက်ဆုံးဖုန်းရတဲ့ချိန်17ခွဲမှာကျွန်မကျွန်မလမ်းမကြီးဖုန်းကွန်နက်ရတယ်။သူအောက်ကိုဆင်းနေပြီ၊ချက်ောက်လည်းလုံနေပြီ။ reception မှာသူထိုင်နေပြီသူပြောတယ်။တွေ့ရလူတို့များကလည်းဟုတ်တယ်ကျွန်မအမျိုးသားဝဝနဲ့ကျွန်မသမီးလေး၂ယောက်တွေ့လိုက်တယ်။အဲတွေ့လိုက်တယ်သူကပြောတယ်။အဲဆိုတော့အဲ့နဲ့ဒီမှာပြန်တွေ့ရလူပြောတာ reception မှာထိုင်ရလူတချို့တချို့ပါပါသွားတူပေါ့နော်ဧည့်သည်တွေ။ ဲသူတို့ကသူကလည်းတွေ့တယ်ဆိုတော့အကြောင်းပြောတယ်ကျမသမီးကအငယ်မှနှစ်နှစ်နဲ့၅လကျော်ပဲရှိသေးတယ်အကြီးမှ9နှစ်ကျော်ကျမအရန်စိုးရိမ်တာအခု2ရက်ကျော်သွားပြီသူခဏင်မရှိတော့တော့ဘူးကနော်ခဏရှိတယ်ကောင်းတာပေါ့ဒီအရွယ်အဲ့ရွယ်ခဏမရှိနိုင်ဘူးခုဆိုကြည့်လိုက်ပြင်မရှိတော့ဒီမမပြောသွားတဲ့စကားဆိုရင်တော့တော်လေးလဲခဏ จ้าကြီးမနေနိုင်ခန်းစားပါတယ်အောက်ဆီဂျင်ပြတ်လို့တို့ပြန်ထွက်တာသူ့ကိုလည်းကိုချင်းအင်းစားပါတယ်ဘလို့နေမအခုဒီတို့ခိုးလူလာကွက်ဝယ်ဒီလူလာကွက်မယ်ဘာလို့မှမလာဘူးပြီးတော့ဒီဆောက်ကိုဆောက်လို့တော့အထီကိုမခံဘူးကျမကိုယ်တိုင်ကဘာလို့ဖြစ်ဖြစ်တာဝေယူမယ်အဲ့ဒီကကိုမြင်မှပြည့်မြင်ကောတို့ပရာဟိတာရေပြီးတော့ဥဆောင်မယ်တို့အကြံပြပေးပြီးတို့ကလုံးမယ်ဆိုအတူလုံးလို့ဒီလောက်ကြီးဖြစ်သွားတာအဆောက်ဆိုဒီတိုင်းမဲဒါကြီးကိုမတက်ရက်ကြည့်တာတနေကုန်သွားတယ်ဖြစ်ဖြစ်ချင်းနေရဆိုရှင်ကျမလည်းကျမကိုကျမအဖေက မသွားနဲ့တမီးနေတွေ့ရင်စိတ်မကောင်းမှဆိုလို့ဆိုကျမကလုံးဝမလာခိုင်းအဲ့တညက်နေလုံးကသူတို့ဘာလုပ်လဲဒီဟိုတယ်ကြီးပတရက်ကြည့်နေကြအကုန်လုံးဘတူးမှဘာမှမလုပ်ကြအောင်ကျမလာတဲ့ထီတော်လေးမကဲနဲ့ဆိုတာကြီးပဲပြောတယ်အထဲမှာလူအသက်ရှင်တဲ့လူအများကြီးရှိသေးတယ်ဘတူးမှဘာမှမလုပ်ပေးကြအောင်အခုလဲဟိုလူလာကြည့်ရဒီလူလာကြည့်ရကြည့်ပြီးလို့ရှိရင်ပြန်သွားကြတယ်အကုန်လုံးသူကလေးတွေလည်းတကယ်လို့ကျွန်တော်ကမရောက်ပါတော့ဘူးပေါ့နော်။လုပ်ပေးချင်တဲ့စိတ်ရှိလို့ရှင်ဒီထက်ကလူကတော့ဖတ်တယ် သူရဲ့ကျမပြောချင်တာအခုကလူကြီးပဲလာလို့ပြောချင်လဲပါခဲလို့ပြောတာပေါ့နော်ဒါပေမဲ့အခုသူကထက်ပြီးတော့ဖွဲ့ရဆိုတာခလေးလဲမမွေးနိုင်တော့ဘူးလို့ပြောတာပေါ့နော်ဘယ်လောက်ထိနေတာဆရာကောင်းလဲပေါ့နော်55လောက်59လောက်ဖြစ်မယ်အခုဆိုရင်နှစ်ရက်တိတိကိုကြော်သွားပြီနှစ်နှစ်ခလေးနှစ်နှစ်နဲ့9လကလေးကဒီထဲမှာဘလို့နေမလဲစဉ်းစားကြည့်အဓိကအောက်ဆီဂျင်ပြက်မယ်ရေပြက်မယ်ဘယ်လောက်ထိနေရမလဲစဉ်းစားကြည့်ဒါပေမဲ့အခုတော့လှုပ်ပေးနေပါလှုပ်ပေးမယ်ဆိုတော့ကျမပြောတာအချိန် မနှောင်းငယ်ကိစ္စမရှိဘူးကျမတမီးလေးအချိန်နှောင်းတော့ခဲ့ပြီဆိုကျမမပြေစံကျမဒီတမီးနှစ်ယောက်ပဲရှိတာကျမထက်လည်းမမွေးနိုင်တော့ဘူးကျမအမျိုးသားလည်းအထဲထဲမှာကျမလုံးစေခြင်းနဲ့အကုန်လုံးကလည်းကျမဆိုအမြဲလိုက်မေးတယ်ငါဘာလုပ်ပေးရမလဲငါဘာလုပ်ပေးရမလဲအမြဲလိုက်မေးတယ်ငါလည်းကူညီနေတယ်ငါကူညီမယ်တကယ်လည်းအကုန်လုံးကဒီမှာဝင်ဒီမှာ reception မှာဆိုလဲဗိုက်ကြီးတဲ့တယောက်ပါသွားတယ်တဲ့တို့ဝင်နှမ်းမယ်သူ့အမတယောက်ဆိုလို့ရှိရင်လည်းအမတစ်ချိန်လုံးလုပ်ပေးနေဒီမှာအဲ့တော့အကုန်လုပ်ပေးနေကြတယ် ဒါပေမဲ့သူတို့ကလာတယ်လာကြည့်တယ်ကြည့်ပြီးလို့ချင်းပြန်သွားတယ်တကယ်ထိရောက်တဲ့နီးလမ်းတွေဘာမှမပေးခဲ့ဘူးဒါပေမဲ့အခုလောက်ပေးမယ်လို့ပြောတယ်ဒါပေမဲ့ဒီချိန်လည်းညနေထမ်းဆောင်ကျွန်မတို့ထမ်းမဆောင်နိုင်တော့အချိန်နဲ့အရန်ကြံ့ညာဖြစ်ဖြစ်ချင်းနေဆိုကျွန်မဆောင်နိုင်နေတယ်ကျွန်မအဲ့နေရာလည်းဆောင်ခဲ့တယ်နော်သူတို့မဝင်နိုင်ဘူးတဲ့အနေရများတယ်တဲ့သူတို့ပြိမာဆိုးလို့တဲ့ကျွန်မအဲ့လိုပြောပြီးထွက်သွားတယ်အထဲမှာသူတို့ပြောချင်တာအထဲမှာနေရတူတယ်အပြင်ကလူအရေးကြီးတဲ့ပုံစံသူတို့ပြောသွားတာကျွန်မပြောချင်တာအထဲကလူတွေအသက်ရှင်နေသေးတယ်ပေါ်နေသေးတယ်ဘာလို့ဒီနဲ့ပြောတော့ကလည်းသူတို့ရှိနေသေးတယ်အကုန်နေကြားနေရသေးတယ် တို့အမအထဲမှာမှောင်ပြီးဘာမှလည်းမမြင်ရပါဘူးဆိုတော့တို့အမကျမအဲ့သူ့အမျိုးသားနဲ့ပြောနေကျမအကုန်ကြားလိုက်တယ်။ဘေးမှာလည်းခလေးတန်တွေကြားတယ်လို့ပြောတာပဲ။တို့ဘေးမှာလည်းလူတွေရှိတယ်တဲ့။ဒါပေမဲ့တို့မမြင်အောင်မှောင်နေတယ်တဲ့။ပြီးတော့အတန်တွေလည်းကြားရတယ်။မကြားရတာမဟုတ်ရှိတယ်။ရှိရသားနဲ့ကျမပြောချင်တာအသက်ရှင်တာတည့်ရသားနဲ့မလုတ်ပေးသေးတော့ကျမပြောချင်တာ။တချို့ရတယ်ဘာမှမမြင်ရတော့မသိရတော့ဆိုတော့ဒါလက်ခံတယ်။အခုကရှိသေးတယ်ထဲထဲမှာ။အဲ့တော့တို့အပြင်ကလူတွေအသက်ကပိုရေးကြည့်ရဆိုတော့ပြောတော့ကျမတို့ကကျမတို့ပြောကျမတို့ အသွေးသားထဲထဲမှာရှိတယ်။ကျမတို့စာနာပါတယ်ဆိုတာစကားတစ်ခုနဲ့လာမနစ်သိမ့်နဲ့စာနာပါတယ်ဆိုတာလုံဆောင်ချက်နဲ့ပဲကျမတို့ပြပေး။ကျမတို့အခုပြင်မှာဒီလောက်ထိုင်နေတော့ဘလောက်ပူလာမလဲ။သူတို့အထဲမှာဘလောက်ပူလိုက်မလဲ။လင်းလင်းမရှိဘူးအောက်ဆီဂျင်မရှိဘူးဘာမှမရှိဘူး။အခုနေရကြော်သွားပြီ။အခုလည်းအိန္ဒိယအဖွဲ့တရုတ်အဖွဲ့ဘယ်အဖွဲ့မှမလာသေးဘူး။ကျမတို့တနအီတနအီလိမ့်ပြီးတော့ပဲနှစ်သိမ့်နေတာ။ဘယ်အဖွဲ့မှခုတိရောက်မလာသေးဘူး။ဝင်သွားဟိုကိုတော့ဝင်သွားချိန်မှာသူကပြောတယ်ခောက်လိုက်တော့တဲ့။အသက်လူအသက်ဟိုရှိသေးရဆိုရင် ကိုမြန်မာပြည်သူပြည်သားများအားလုံးဘင်္ဂေကြပါစေကိုမြန်မာပြည်ရောလဲအမြန်ဆုံးကောင်းပါစေလို့အေးချမ်းပါစေလို့ဒီအနစူတုံးပေးပါရခင်ဗျာကျမတမီးခုနှစ်နှစ်ကျော်အတဲထဲမှာကျမမပြောပြီးသား